ချီရဲဖေးတကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့တင်ဆက်သူဝတ်သုံးပါ။ဒီနေ့မှာတော့ဝတ်သုံးတို့ရဲ့ချစ်ဆုံး channel လေးကနေအချစ်စလန်ချမ်းချမ်းလေးကို တင်ဆက်ပေးမှာကတော့ကျွန်မတို့ရဲ့ခီးဆိုတဲ့အချစ်စလန်ချမ်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီတော့အချစ်စလန်ချမ်းချမ်းလေးကိုမကြိုက်တဲ့သူတွေကကြောသွားပြီးဖို့ကြိုတင်ပြီးတတိပေးပါရစေ။ပြီးတော့စလန်လေးကိုမစတင်ခဲ့မှာ ဘသူတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့အသေးအသေးတလာတဲ့ video တွေသိရှိနိုင်ဖို့လဲဘေးနာ notification လေးကိုနှိပ်ခဲ့ပေးဖို့လဲမမေ့ပါနဲ့ဦးနော်။ဒါဆိုရင်ဝသူဇလန်းလေးကိုဆက်လိုက်ပါမယ်။ကျမကဆိုရှယ်ချတဲ့မိလေးတယောက်ပါ။ဒါကိုလည်းဖုံးပယ်မထားပါဘူး။မောင်းနဲ့လက်ထပ်ပြီးနောက်မှာလဲယောက်ျားလေးတငယ်ချင်းနဲ့ပျော်ပျော်ပါပါဆက်ဆံတော့တော့တော်တော်လာလာပါပဲ။ကိုမင်းနေပြောရရင်ယောက်ျားလေးရင်းနဲ့ဘလူးပလဲနေတဲ့တပေါ့။အဲ့လိုလေးနေတာကိုကျမကြိုက်တယ်။ ကျမအဲ့လိုနေရတာကိုမောင်ကသိပါတယ်။သူ့တွေဘာမှပြဿနာမရှိဘူးဆိုတာလည်းကျမသိရဲ့။မောင်နဲ့လက်ထပ်ပြီးရင်တော့ကျမအိမ်တော်ရေးဖောက်ပြန်မှုဆိုတာစိတ်တောင်မကူးဘူးပဲလေ။ကျမကလည်းလိမ့်တဲ့ပတ်သက်ပြီးထူးခြားတဲ့စိတ်ကူးရင်ဆွလန်းမှုတွေရှိနေပါတယ်။အိမ်တော်ကြပြီးရင်တော့နှစ်နှစ်လောက်နေတော့ကျမနဲ့အမျိုးသားငါပတိကိုရုံးဝေးရဲ့ရရှိသွားလဲကြတယ်။ကိုနေလင်းဆိုတဲ့အမျိုးသားနဲ့လင်းရင်ကောင်မှခုံထဲတစ်ခုထဲကြပြီး ရသောကာလကျွဲကားနဲ့လည်းတူတူစည်းခဲ့တော့သူနဲ့ကျမတို့လင်မယားနဲ့အပြန်အလှန်ပြုံးပြနှုတ်ဆက်ပြီးစကားသမီးနည်းနည်းပြောခဲ့ကြတယ်။နောက်ရက်မှာလင်မယားနဲ့ရောက်ရသောကရေဦးကဘေးကလွတ်တဲ့ခုံထဲမှာသွားထိုင်ကြတော့ကျမတို့ရှိကခုံထဲမှာယောက်ျားတယောက်မျက်နှာပေါ်စောက်တင်ပြီးစာဖတ်ရင်းအိပ်ပျော်နေပုံရပါတယ်။လင်းရင်တူစည်းလာတဲ့ကိုနှလင်းပါပဲ။ရေကူးကောင်းပြီးဒိုးလေးပဲဝတ်ထားတဲ့ဒုက္ခနာကိုကအသားလွတ်လက်ချက်သားပုတ်တဲ့ညာနဲ့ယောက်ျားပြီးသွားတာဆွဲသွားမှုရှိလုံးပါတယ်။ ကျမကိုရင်ခုန်စေတာကတော့အနိခက်မိနေရတဲ့သူ့ရဲ့ရေကူးပေါင်းမိအောက်ကဖူပေါင်းနေရရပါပဲ။ကျမသတိလက်လို့ပဲသူ့ရဲ့ဖူပေါင်းနေရပန်းကငေးရှင်နေမိတယ်။ရေကူးပေါင်းမိရဲ့ဖူပေါင်းနေရနေရာအောက်မှာတော်တော်ထွားချိုင်းနဲ့သူ့ရဲ့ညီတော်မောင်ရှိရာသေးချပါပဲ။မောင်နဲ့တူထိုင်ပြီးစကားပြောနေရင်းနဲ့လေခုခုနဲ့လေးရဲ့ဖောင်းဖားနေရနေရာကိုမကြမလားခိုးကြည့်နေမိတယ်။ခဏလေးတော့ကိုနယ်လေးနိုးလာပါတယ်။ကျမတို့လည်းမရနဲ့သူနဲ့ စကားစမိထပ်ပြောပြကြပြီးဖုန်းနံပါတ်အပြည့်လိုက်ယူ Facebook ကောင်းတွေမှာအပြည့်လိုက်အလိုက်ကြပါတယ်။သူ Facebook ကောင်းကိုကျွန်မဝင်ပြီးဆက်ဆုံပြီးတော့သူ့တက်က30လောက်ကျွန်မထက်လင်းတစ်လောက်ကြီးတယ်။အိမ်တော်ခွဲထားတာမကြသေးဘူး။ငပီကိုစိတ်ပြေလက်ပါအားကြီးဖို့ထွက်လာတဲ့သဘောရှိတယ်။ဒီ resort ကသူ့မိတ်ဆွေတွေပိုင်တာဆိုတော့ခဏခဏလာလဲဓာတ်ပတ်ပုံရပါတယ်။သူ့ခန်းကလည်းကျွန်မတို့ခန်းနဲ့တိမ်မဝေးဘူး။ထုံးစံတိုင်းကျွန်မလည်းကိုနေနေနဲ့ခင်ခင်မင်းမင်းဖြစ်ပြီးနောက်ပိုင်း အတူတိုင်းကျမကကိုနေလေးပေါင်ကိုပုံပြီးကိုနေလေးကကျမဘဟုံးကိုလာခိုင်းတာမျိုးတွေရှိလာပါတယ်ဒီလိုဘလူးပရဲလောက်ရတာမျိုးကိုကျမတာရတာတော့အမှန်ပဲကိုနေလေးကြည့်ရတာလဲစားသေးတဲ့သူတော့မဟုတ်တဲ့ပုံပဲတညမှာတော့မောင်နဲ့လင်မယားတူနေကြတယ်อืมလင်မယားလိုလောက်ကြတယ်ပေါ့နော်မောင်ကလှုပ်ပြီးသွားတော့အိမ်ရောက်ပေါ်မှာပဲစကားပြောနေတော့ကျမမပြောလင်းထားတာကိုမောင်ကပြောလာတယ်ယူခံပြီးမှကိုနေလေးရဲ့ညီတော်ကိုကျမငေးချင်နေတာကိုသူမြင်တယ်တဲ့ ကျက်သေးသေးသွားပြီးကြာကြီးရှိနေကြတာတဲ့ကျမရှုပ်ရှုပ်ရှက်တန်းဖြစ်သွားပြီမင်းလေမောင်ကတကယ့်ကိုဘာမှမဖြစ်တယ်လို့တာမန်ပုံစံနဲ့ပြောနေတာစိတ်ဆိုးတဲ့ပုံသဝင်တို့တဲ့ပုံလေးဘာမှမရှိဘူးနောက်ပြီးမောင်နဲ့စကားလေးဆက်ပြောဖြစ်ကြတယ်မင်းမင်းမပြီးသေးဘူးဗလားဘာမှမဖြစ်ပါဘူးမောင်မင်းအဆင်ပြေပါလေမင်းမောင်ကိုမှန်တိုင်းပြောစမ်းပါမောင်နဲ့တိုင်ပြီးတကားမှမပြီးဘူးဟုတ်တယ်မလားကျမကဘာလို့ဖြစ်ရမှန်းမသိဘူးမောင်ပြောတာတကယ်ပဲအမှန်ပဲ ကျမမောင်နဲ့ရီးစားဖို့ကလည်းခုချိန်ဒီမောင်နဲ့အဲ့လိုနေတိုင်းတစ်ခါမှပြီးရလို့မရှိသေးပါဘူး။ဒါပေမဲ့မောင်ကအမှန်တိုင်းဝန်မခံချင်ဘူး။ကျမကြောင့်မောင်စိတ်ကြီးခဲ့တော့မှမလို့လားဘူး။ဒါပေမဲ့မောင်ကဆွအတင်းဆက်မေးလာတယ်။မီးအမှန်တိုင်းပြောပါကွာ။ဘာမှမဖြစ်ပါဘူး။မေးဖက်ထားတဲ့ဗိုက်ရီတာကြီးကိုလည်းမောင်တွေ့ရင်ကျမဘလို့မှဝန်မခံလို့မရတော့ပဲဝန်ခံလိုက်ရတယ်။ကျမမဖြစ်ချင်တာကိုစွတ်တင်းဆက်မိတယ်။မောင်ကလည်းနည်းနည်းစိတ်ဆိုးမိတယ်။ဟုတ်တယ်။မင်းအဲ့ဒါနဲ့မှပြန်မှာ ဒါပေမဲ့အဲ့ဒါမောက်ပြက်လည်းမဟုတ်ဘူး။မေ့ပြက်လည်းမဟုတ်ဘူး။မေ့လည်းဘာမှမတက်နိုင်ဘူးမောင်။ဟုတ်ပါတယ်။အဲ့ဒါမောင်းသိပါတယ်။မေ့ပုံမောင်းပြစ်မတင်ပါဘူး။မေ့ပုံမောင်းရမ်းချစ်တယ်။ကိုချစ်တဲ့သူကိုပြောသိချင်တာ။ကောင်းမွန်တဲ့ရာသီတွေဖြန်စားသိချင်တာမောက်ဆန်တာပဲ။အဲ့ဒီညကကျွန်မတို့စကားတွေအများကြီးဆက်ပြောပြကြပေးမယ်။အကုန်မမှတ်မိဘူး။ဒီချာချာမှတ်မိတာတကူကမေ့ကိုမောင်းဘလောက်ချစ်လဲဆိုရင်တခြားယောက်ျားတစ်ယောက်နဲ့တွားရည်လည်းမောင်းလက်ခံပေးနိုင်တယ်။မောင်းဘာမှမဖြစ်ဘူး။မောင်းဘွားကမေ့ဆန်တာတွေပြေဝိုင်းကျင်းထက်တယ်။ ကျမကိုနာကိုမယုံနိုင်ဘူးဖြစ်သွားတယ်။မောင်ကကျမအရင်ကြီးသားဟောင်းနေတဲ့တူနေကတုန်းကအကြောင်းလေးပြန်နှောက်ထောင်ရတာချိန်မှန်းသိတယ်။ကျမကလည်းပြောပြခဲ့တယ်။သူစိတ်ထန်လာအောင်နှုတ်ဆရုံတွေ့ပဲလို့ထင်ခဲ့တာ။မောင်ကအခုတော့ထုတ်ပြောလာတော့ကျမလျှောက်သေးပြီးစိတ်တွေရှုပ်ထွေးသွားရတယ်။ကျမစိတ်ကိုစမ်းနေတာလား။သူ့ကိုယ်တိုင်တခြားမိကလေးတွေနဲ့ဖောက်ပြန်ခြင်းလို့ကျမကိုပဲအလုပ်လုပ်ခိုင်းနေတာလား။ကျမကလည်းစိတ်ထဲမထားတတ်တော့ထုံမိလိုက်တဲ့အခါမဟုတ်ဘူးလို့ပဲပြောပါတယ်။ ူတခြားဖယ်မိကလေးကိုမှစိတ်ဝင်စားလို့မဟုတ်ဘဲကျမကိုပြောစီချင်တာတတ်တတ်ပဲ။မောင်ဝန်ကကြည့်တော့တီတီတတ်တတ်နဲ့ရိုးရိုးသားသားပဲပြောနေတယ်ဆိုတာကျမရှုံးလာတယ်။ဒါပေမဲ့ကျမကမောင်နဲ့လက်ထပ်ထားလေးရင်လည်းမောင်မို့တဲ့တခြားတယောက်နဲ့လာမယ်ဆိုတဲ့ကိစ္စကြီးကတွေးကြည့်တော့စိတ်ထက်တမျိုးကြီးပဲ။အရင်ကတခြားယောက်ျားလေးရင်လည်းပလူပလဲနေတာပတ်ပေးမယ်။အဲ့လိုလို့ဖို့လောက်ထီတော့တခါမှမစဉ်းစားခဲ့ဘူးတော့တွေးကြည့်တာနဲ့တည်းအဲရလာလို့အဲ့ဒီအကြောင်းပြောတာရက်ခက်လိုက်တယ် ောက်ရက်တွေမှာလည်းမောင်ကကျမကိုအဲ့ဒီချောင်းဝဲဆက်ပြောတယ်။ပထမတော့ကျမမောင်ပြောတာနားထောင်ပြီးမောင်ကိုကြိတ်ခတ်နေရုံပဲ။နောက်တော့ကျမစိတ်ရိုင်လာတယ်။ထိတ်ကျုပ်ထားရတဲ့အတွက်ဆန္ဒတွေကရှိနေတာကိုကျမကိုကျမပြန်လဲရိုးသားဖို့လိုတယ်လို့တွေးမိတယ်။အပြင်သွားရင်ဘာတွေမှာကော်ပီဆိုင်တွေမှာတွေ့တဲ့ကောင်းလေးမမိုက်တွေရဲ့ဖုန်းနံပါတ်တွေကိုကျမအမြဲမှတ်ထားတယ်။ကျမနံပါတ်ကိုတော့လိမ်ပြီးပြောလိုက်တာပေါ့။ဒါပေမဲ့ကျမတို့ကိုတခါမှသွားပြီးမဆက်သေးပါဘူး။အဲဒီချောင်းကိုမောင်ကိုပြောပြလိုက်တယ်။မောင် ကျမကိုကိုနေနေဖုန်းနံပါတ်တိတ်ထားတာလို့မိတယ်။မောင်ကကျမကိုပြုံးကြည့်ပြီးကျမကိုကိုနေနေနဲ့အတူသွားချင်းအိတ်လို့ရတယ်။သူစိတ်မဆိုးခွပြူတယ်ဆိုပြီးပြောလာတယ်။ကျမကိုကျမအတော်ဝေခွဲရခတ်သွားတယ်။တစ်ဖက်မှာလည်းတလင်တများတစ္ဆာရှိပေါင်းနေရတဲ့စတဲ့ရင်မျိုးသာပုံမှန်ဖြစ်တယ်လို့ယူဆတယ်။တစ်ဖက်မှာလည်းကျမရဲ့မပြေဝတဲ့ရမက်စန္ဒာတွေကိုကျမကိုကျမလိန်လဲပြီးဖုံးွယ်ထားရတယ်။အရင်ကြီးစားအောင်နဲ့ပြက်ပြီးကလေးကကျမမှာတစ်ခါမှလူရင်စန္ဒာတွေပြေဝခဲ့တာမရှိဘူး။ အခုဆိုနှစ်နှစ်ကျော်နေပြီမောင်ကိုချစ်တဲ့စိတ်နဲ့ကြိုးစားဖုံးဝဲထားပေမယ့်ကျမရဲ့ရမတ်ဆန္ဒတွေဟာအတွင်းမှာလိုက်လောင်ထားကြနေတာကျမသိရင်ဒါကိုကျမဘလောက်ဖုံးဝဲထိရောက်ထားနိုင်မှာလဲအဲ့ဒီနေ့မှာပဲမောင်ရဲ့ဆန္ဒလားကျမရဲ့ဆန္ဒလားတော့မဝေခဲ့တတ်တော့ဘူးကျမကိုနေလေးစီကိုဖုံးခေါ်လိုက်ပါတော့တယ်အချိန်ကနေခင်းသုံးနာရီလောက်ကျမစီကဖုန်းရတော့ကိုနေနေကဝါးသာအားရပဲဖုန်းခိုင်းနေ။မောင်ချားကကျမဖုန်းတံကိုဖွင့်ပြီးပြောလိုက်တယ်။မောင်တံတွေကတကယ်ကြီးစီသွားလိုက်တာ ျမမလိုက်ချင်လို့နေခဲ့ကြောင်းမောင်မနဲ့ကျမပြန်လာမှာဆိုတော့မြောက်ထဲဖြင်းလို့ဖုံးဆက်တာဖြစ်ကြောင်းကိုနေနေကိုပြောလိုက်တယ်။ကျမတို့အပြန်အလှန်ပြောနေတာကိုမောင်ကတကယ်ကိုကျင်းတဲ့ပြောရှင်တဲ့ပုံနဲ့ကြည့်နေတော့ကျမလည်းစိတ်ထဲမှာပိုပြီးရဲတင်လာတယ်။ရုပ်နဲ့ဖုံးတဲ့စကားတွေပြောရင်ကိုနေနေကကျမအဲ့ဒီနေ့ကကျူရချောင်းဘီကနီနဲ့အရန်လိုက်တယ်။စားတာတွေပြောလာတယ်။ကျမလိုချင်တဲ့လမ်းကြောင်းပေါ်တော့ရောက်လာပြီ။ကိုရင်းလေးကညနေသူ့စီလာပြီးတော့ဝိုင်းလေးပြာလေးတောက်ပါလားလို့ခေါ်တော့ ကျမမောင်မြင်တာကိုခက်ရိုးရိုးမော့ကြည့်တော့မောင်ကခေါင်းငိမ့်ပြပါတယ်။ဒါကြောင့်ကိုနေလေးကိုရင်မိုးချုပ်ပြီး၆နိုင်လောက်ထွက်လာခဲ့မယ်ကြောင့်ပြောပြီးဖုံးချလိုက်တယ်။ဟိုးကျမတကယ်ပဲမောင်ခွေပြချက်နဲ့တစိမ့်တယောက်နဲ့တော့ရတော့မယ်ဆိုတော့နှစ်နဲ့ချီပြီးမပြေဝခဲ့တဲ့သွေးသားစင်တာတွေကတဖယ်စိတ်ထဲမှာဘလို့ကြီးလဲမသိခံစားနေရတာကတဖယ်။ဘာဖြစ်လို့မောင်ကကျင်းတဲ့ပီတိဖြစ်နေရလဲဆိုတာကိုတော့နားမလည်နိုင်ဘူး။ရေချုပ်ပြီးရင်တော့အဲ့ဒီပထမဆုံးဒိတ်တွေ ျွန်မရွေးချယ်လိုက်တဲ့ဝတ်စုံကအရန်ကိုဆက်စီဖြစ်နေတယ်ဆိုတာကျွန်မသိရင်ပေါင်းရင်အောင်လာလောက်ပဲရှိတဲ့အနက်ရောင်ကိုကျက်စကက်တူအောင်မှာကျွန်မရဲ့ပေါင်းတဲ့တော်တော်လေးတွေကိုလိမ့်ဆဲဆောင်မှုအဖြစ်ဖြစ်သွားစေမယ်ဖက်စီအောက်ပါပါလေးဝတ်ထားတယ်အပေါ်ပိုင်းကအနီရောင် crochet ရေးစီလေးအောက်မှာလေးချိန်ခန်းလိုက်စားလို့အမြောင်လေးပုံအောင်ချက်ရက်နေတဲ့ပိုက်သားပူပွေးလေးတွေကျမကိုပြန်တော့မောင်ကမျက်လုံးချွတ်ထွက်မတဲ့ပြူကြည့်ပြီးမိကလည်းလိုဝတ်မလိုလားလို့မေးတယ်။ကျမကလည်းနှုတ်သေးအောင်ရှာပါနဲ့နှုတ်ခမ်းဆိုပြီး ဒါမဟုတ်ရဲ့ကြံလေမောင်မဲဒီလိုလုပ်စီချင်တာမဟုတ်ဘူးလား။သွားမယ်သွားမှာတော့ကိုလင်းနဲ့ကကျမကိုတရားပေါက်ကြံစီအောင်လုပ်မှဖြစ်မှာပေါ့လို့ပြောတော့မောင်ကအာမဟုတ်ပါဘူးမီးရဲ့မောင်ကမကြိုက်လို့ပြောတာမဟုတ်ဘူး။မောင်တကယ်ကိုအံ့ဩသွားလို့ပါ။အခုကမောင်သွားစီချင်လို့သွားရတာနော်။နောက်ကြမှာဒီကိစ္စနဲ့ပတ်သက်ပြီးမိကိုအနိုင်မြူရဘူး။အပြစ်မတရားဘူးနော်။မောင်ထိုင်ရမှကျမစီရှောင်လာပြီးပခုံးကိုကိုင်းနဖူးကိုဖွားဖွားလေးနမ်းပြီးပြောတယ်။အင်းမမေ မောင်ကမိကိုချစ်လွန်းလို့ဒီလိုခိုင်းတာပါမိစိတ်ကူသလိုမျိုးလုံးဝမလုပ်ဘူးနော်ကျမဘန်ဂလိုရီရှားကပြည်ရီရှားတွေကနေရှောင်းလန်းလေးတိုင်ပုံလေးခပ်ဘကိုထွက်လာခဲ့တယ်မောင်ကိုပြန်လှည့်ကြည့်ရတော့မန္တကနောက်ကနေပြီးပြုံးချင်ရင်လက်လန်းပြနေတယ်ကျမပို့ပြီးအတက်လာတယ်စိတ်ကူတာတွေညော့သွားတယ်ပုံလေးခပ်ဘကိုရှောင်းလာရင်မျိုးလုံးထဲမှာကိုနေနေရဲ့ဖူဖောင်းနေရဲ့အရာကိုမြင်ရောက်လာတယ်ဒီသားထဲမှာမြို့သိမ့်လာခဲ့ရတဲ့ရှမတ်တို့ကိုစူရင်းလာစေတယ်။ကိုနေနေရဲ့ဘန်ဂလိုကိုရောက်ပြီး ိုနေနေကပြုံးနေလူတကားဖွင့်ပေးတယ်။ကျမလည်းပြုံးနေကြောက်ကြောက်ရရလေးရှောက်ဝင်သွားတယ်။ကိုနေနေကပေါ်ပိုင်းအကြီးမပါဘလားချင်းပြီးအောက်မှာကျင်းမောင်းပြီးကြက်ဝတ်ထားတာအရန်ကိုလိမ့်ဆဲဆောင်မှုရှိနေတယ်။သူကကျမရဲ့ဝတ်စားလေးကိုတစ်ချက်ဆိုက်ကြည့်ရဲ့။နောက်ကျမကိုမျိုးလုံးရင်းဆောင်ပြီးနှစ်ယောက်လုံးတူလိုရချက်ကိုတူနားလိုက်တဲ့ချင်းနဲ့ကြည့်လိုက်ကြတယ်။ကိုနေနေကကျမရဲ့ပုဂ္ဂိုလ်ကိုတိုင်းဖက်ပြီးဘန်ဂလိုတဲကိုဆွဲခေါ်လိုက်တယ်။ကိုနေနေကအချိန်များကြီးမဖြုံးပါဘူးတကားကိုချက်ချလိုက်ပြီးကျမကိုသူ့စီဆွဲယူကောင် ိုးလုံးချင်းတိုက်ဖက်ပြီးကျမရဲ့နှခါထိပ်ကိုဆဲဆိုင်ပါတော့တယ်။ဖះကြီးကိုနေနေရဲ့ရိုက်ဆန်တဲ့နန်းရီနဲ့တူမောင်မီရကမာကျော်ဖူပေါင်းနေရဲ့သူရဲ့ညီတော်မောင်နဲ့ကျမရဲ့ဝမ်ပိုက်ကိုထိနေတဲ့ခံစားမှုဟာကျမရဲ့စိတ်တွေကိုယွတ်သွသွားစေတယ်။ကျမရဲ့တောက်နဲ့တွေကိုဆွဲချပြီးခိုးနေတဲ့ပကုံးကိုတိုင်းဘက်ကယက်နေရဲ့ခိုးနေတဲ့ပေါ်ခုံတက်ပြီးခါးကိုခြေထောက်နှစ်ဖက်နဲ့ချိန်လိုက်တယ်။ခိုးနေတဲ့ကကျမခန္ဓာကိုယ်ကိုအသာအရာပိတ်ကိုင်းပြီးအိတ်ခဲထဲကိုခြေသွားပါတယ်။ ကျမခန္ဓာကိုယ်ကရှိတဲ့နဲ့တင်သားရှင်သားတွေနဲ့အချိုးချလှပေးမယ်။အရက်က၅ပေလေးလက်မှဆိုတော့လူကောင်ထွားထွားတာမှလှတဲ့ကိုနေနေရဲ့ရှင်ခွေမှာကျမဟာသူ့စိတ်ချရဖြစ်နေတိုင်းပြုလို့ရအောင်ကိုသိငဲနေပါတယ်။အမှမရတော့ပါဘူး။ဘလို့ဖုန်းဖေးမှာမလိုအပ်တော့ပါဘူး။သေးသားဆန္ဒရမက်တွေကစူဝင်နေပါပြီ။ကျမရဲ့ပန်းဝင်နေတဲ့မှာလည်းစိတ်စိတ်ယူနေပါပြီ။ဒီတိုင်းပဲခံစားပါရခြင်းနဲ့ဆန္ဒကိုမထိချုံနိုင်တော့ဘူး။ကိုနေနေရဲ့ခေါင်းကိုကျမခြေထောက်လေးနဲ့တိုက်ဖက်ပြီးဆွဲယူလိုက်တယ်။အုံးဖျားကြီး ီလိုအထီးတွေမျိုးမခံစားခဲ့ရတာဘလောက်ကြာနေပြီလဲပလေးပြားလေးတစ်ခုလုံးတင်းကျပ်ဖြစ်ရှင်နေရခံစားမှုကတကယ်ကိုကောင်းလာတယ်တွေးရတာမကြသေးတဲ့တစ်စိမ့်တယောက်နဲ့အခုလိုမျိုးလာနေရတာမှာမိမောတရားသာခံစားရင်စိတ်လွတ်ကောလွတ်အော်ဟုတ်လိုက်ပြီးညှိတော့ပြစ်လိုက်တယ်ဒါကျမရဲ့အရှိတရားပဲကျမရဲ့ရမတ်ဆန္ဒတွေပဲဘာလို့ဖုံးဖွယ်ထားစရာလုံးမလဲကျမနှစ်ချိန်တိတိခန္ဓာကိုတဆက်ဆက်ခါရအထုပ်ထိရောက်ပြီးခဲ့ပြီကျမအမြဲတကြင်ခဲ့တဲ့မပြေဝနိုင်ခဲ့တဲ့ ဆန္ဒတွေကိုလွတ်လွတ်လပ်ခံစားနေရပြီပဝင်းကျဲကကဘာပြတ်နေရင်တော့ကျမဘာမှသိလိမ့်မယ်မထင်ရအောင်ပြင်းထန်တဲ့အာရုံတွေမှာနှစ်မျောနေခဲ့တယ်ဆန္ဒတွေမပြုတ်ဝနိုင်ပဲနှစ်တွေကြာကြီးကြာပြီးရဲ့နောက်မှာနောက်ဆုံးတော့ကျမလုံးဝကိုစိတ်ကျဉ်တ်သွားခဲ့ရပါတယ်အဲ့ရပေါ်မှာလည်းကိုနေနေနဲ့ကျမတယောက်ကိုတယောက်ကြည့်ပြီးကျင်းတ်စွာပြုံးရကြတယ်။ရုပ်တရက်ကျမမောင်ကိုတတိရလာတယ်။မောင်နဲ့အရန်တွေ့ချင်းလာတယ်။အချင်းကြီးတော့ရှင်းနိုင်ခွဲရှိပြီ။ကျမတို့ကြာကြီးကိုနေခဲ့တာလား။ ကိုရီနေကိုကျမပြန်တော့မယ်နော်လို့ပြောပြီးတော့ကျမရုပ်ရည်ပြန်မယ်ဆိုတော့သူအဟောသွားတဲ့ပုံရပြီမယ်။အိုခွေးဆိုတဲ့သဘောနဲ့ကောင်းချင်ပြပါရယ်။ရှောင်းလန်းလေးတိုင်းမောင်စီကိုကျမပြန်လာခဲ့လိုက်တယ်။မောင်ဘလို့စောင့်ကြည့်နေမှလဲ။ကျမကိုအရင်တိုင်းချေအောင်မလား။ပြောင်းလဲသွားမှလား။ကျမအခန်းတစ်ခါဖွင့်ပြီးဝင်လိုက်တော့မောင်ကစူပါဝါမှာစာအုပ်ဖတ်နေတယ်။ကျမကိုတကယ်ကိုနင်းနေထွေးထွေးပြုံးပြတယ်။ကျမအရန်လှနေတယ်လို့လည်းပြောတယ်။ကျမကိုတိုင်းဖက်ပြီးနှစ်ဖူးလေးကိုနမ်းရင်း ရမ်းချစ်တယ်လို့ပြောတဲ့အခါကျမရမ်းကိုနေထွေးလုံးချုံသွားရတယ်။မောင်ကိုတင်းချက်စာပြန်ဖက်လိုက်ပြီးမောင်ကိုလည်းရမ်းချစ်တယ်။အရမ်းကိုချစ်တယ်လို့ပြောလိုက်တယ်။ကျမကိုလည်းတက်ဆင်းဖို့ရေချိုကားစီကိုသွားတော့မောင်ကလက်ကိုလှမ်းဆွဲတယ်။ကျမကိုကြည့်ကျင်သေးတယ်ဆိုပြီးစူပါအောင်မှာလှဲခိုင်းတယ်။ကျမကိုစားသုံးကြည့်ပြီး Fancy Hall လေးပြန်ဝတ်မလာပါလားတဲ့။ကျမလက်ကင်အိတ်ထဲမှာထည့်ယူလာကြောင်းပြောလိုက်တယ်။သူကကျမကိုဆက်ပြီးကြည့်နေတယ်။မောင်နည်းနည်းရှက်သွားပြီးမောင်ပါကြည့်နေတာလေ။ဘာဖြစ်ခဲ့တယ်ဆိုတာမောင်သိတာပဲမဟုတ်ဘူးလား။ ဒါမောင်ဖြစ်စီခြင်းခဲ့တာပဲမဟုတ်ဘူးလားလို့စိတ်ထဲမှာပြောလိုက်မိတယ်။အဖြစ်မှာတော့တကယ်ထုံပြောခဲ့ပါဘူး။မောင်ကိုနည်းနည်းတနာသလိုတော့ဖြစ်နေမိတယ်။နည်းနည်းမှချမမောင်ကိုရှောင်နေမိတယ်။မောင်ကစကားလာပြောပေမဲ့ပြန်မပြောမိဘူး။တကယ်တော့ချမကိုချမလည်းဘာခံစားနေရမှမသိလို့မောင်ကိုတမင်သက်သက်အလိုလုံနေတာ။ညနေမှာမောင်ကအတင်းဖက်ပြီးစကားလာပြောတော့ချမကမောင်ခိုင်းလို့လို့ရတာမောင်ခိုင်းလို့လို့ရတာဆိုပြီးမောင်ကိုပဲဖြစ်တယ်ပြောနေမိတယ်။ တကယ်တော့မောင်တင်းခိုင်းလို့သွားတာမဟုတ်ပဲကျမကိုယ်တိုင်ကစန္ဒာတွေမထိနိုင်ခဲ့တာသိပါတယ်ပြောကြတဲ့စကားတွေတခြားမမှတ်ပြီးပေမဲ့မောင်ကကျမစန္ဒာကိုလည်းသိနေလို့သူကိုယ်တိုင်ကလည်းဖြစ်စေခြင်းလို့ဘသူဘသူကမှအပြစ်မရှိသလိုအမားကျွလွန်ကြတာလည်းမဟုတ်ဘူးဆိုတာပြောပါတယ်ကျမလည်းမောင်ရင်ခွေထဲမှာရှိုက်ပြီးငိုချလိုက်ပါတယ်ပြီးတော့ကျမကိုချစ်သေးလားကျမတို့အိမ်တော်ရဲ့ကအရင်လိုအကောင်းတိုင်းဆက်ရှိနေဦးမလားလို့ကျမတခုခုဆုံးသက်သွားသလိုခံစားနေရတယ်လို့ပြောလိုက်တယ်မောင်ကဟုတ်တယ်မီး အဆုံးသက်သွားတာတခုရှိတယ်။ဘာလဲဆိုတော့မောင်တို့လေးညာဟန်ဆောင်မှုတွေအဆုံးသက်သွားတာပဲ။မိကသတိနဲ့ဆက်ဆံပြီးကျင့်တတ်မှုရယူရတာမဖြစ်သင့်ဘူးလို့ကိုကိုကိုလိန်နေတယ်။ဒါပေမဲ့အဲ့ဒါကိုမိတကယ်လိုအပ်နေတယ်။မိရှိဆက်ပြီးကိုကိုကိုလိန်ထားလေ။မိရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးလာလေဖြစ်မှာပဲ။ဒါဆိုမောင်ဘက်ကရောဘလို့ရှိမှလဲ။မိကမောင်ကိုဘယ်မကလေးနဲ့မှမျှဝေပေးနိုင်ဘူး။မောင်ကရေရှည်မှမိကိုလက်ခံနိုင်ဦးမှာလား။မောင်နဲ့မိရဲ့ဒီအိမ်တော်ကြီးကိုပျက်စီးမှရမ်းစိတ်ပူတယ်။ ောင်ကကျမကိုတင်းကျပ်စွာပွေဖက်ပြီးမောင်အချစ်လေးကိုမေးနားမလဲသေးဘူးနော်ဆိုပြီးပြောပါတယ်။သူ့အနေနဲ့အခြားမိကလေးတွေနဲ့ဖောက်ပြန်မှာမဟုတ်ကြောင်းကိုကျမရဲ့ဆန္ဒတွေဘလို့နည်းနဲ့ပြေဝါသည်ဖြစ်စေသူချင်းတဲ့အကြောင်းစတာနဲ့ကျမကိုသာမြဲချင်နေမှာဖြစ်ကြောင်းသူ့ကိုရင်တိုင်းဆက်ရှင်နေဖို့သာသူနဲ့အတူဆက်ရှင်နေဖို့သာအဓိကဖြစ်ကြောင်းပြောပါတယ်။ဒီလိုနဲ့ကျမနဲ့မောင်တယောက်ကိုတယောက်ပို့ပြီးနားလဲကြပြီးပို့ပြီးချစ်လာကြပါတယ်။အခုဆိုရင်ကျမအတူနဲ့အတိတ်ဖြစ်စေမောင်ကဘေးမှာအမြဲရှိနေပြီ။ ချမကိုလွလွလွစိတ်တန်းချရမက်စနာတွေရေမှုနေချိန်မှာလဲမောင်းလက်ကိုတင်းတင်းစုပ်ပိုင်ထားရတာကိုကျဉ်းနေနေမိပြီဟိုးကိုလင်းညာထားတဲ့ဒိညာတွေကိုလည်းဆက်လွနိုင်တဲ့အချိန်ကချမရဲ့မောင်ရဲ့ပုံမပြောရှင်စရာကောင်းတဲ့ဘဝခီးလေးကိုစတင်တဲ့အချိန်ပါပဲခင်းဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ရက်ဒီမှာလဲအမောင်ဆုံးအချမ်းဆုံးဇလန်လေးကိုရွေးချယ်တင်ဆက်ပေးဦးမှာမို့ဝတ်တုံနဲ့ဒူလိုက်ပြစီမောကြဖို့စောင့်မျှော်အားပေးကြပါအောင်နော်ရေးတဲ့ချီအားလုံးကိုကျေးဇူးတင်ရပါတယ်